အမွာမွေပေးတဲ့ဇနီးဖြစ်သူကို3400ကျော်ကားဝယ်ပေးပြီးစူချလိုက်တဲ့ဦးမျိုးတန် M Celebrate များလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဦးမျိုးတန်ကတော့ချမ်းသာတဲ့တထည်ကြီးတယောက်ဖြစ်ပေမယ့် social media မှာနာမည်ကျော်ကြားခဲ့တာမျိုးမရှိပါဘူးဒါပေမဲ့အသက်60ကျော်အရွယ်မှာအသက်20အရွယ်လောက်သာရှိသေးတဲ့မင်္ဂလင်းငယ်ငယ်ချောချောကိုကောက်ယူလိုက်တာကြောင့် social media မှာစံပြုတ်မျိုးသားချင်းဖြစ်ကျော်ကြားသွားခဲ့တာပေါ့ဦးမျိုးတန်ကရှုံချောပြီးအရွယ်ငယ်သေးတဲ့မအီအီမွန်ကို3000နဲ့မိဘစိန်စီမှာတင် င်ထောင်းခဲ့တာပါဒါအပြင်စစ်မျိုးတွေကိုလည်းတိမ့်ပေါင်းများစွာနဲ့ခဲပိုးတွေမျှဝေပေးခဲ့တာပါတိမ့်တထောင်နဲ့တင်တောင်းလိုက်တာဖြစ်တဲ့အပြင်မင်္ဂလာပွဲကြီးကိုလည်းအကြီးအကျယ်ဆုံးခန်းနာဆုံးကျင်းပခဲ့တာပါမအီးမွန်ကလည်းရွေးချယ်မှုမှန်ကန်ကရွှေဘုံနန်းဆန်ဘုံအကုန်ရောက်ရှိသွားခဲ့ပါတယ်အသက်ကြီးမှရှုံချောချောကာမလေးကိုရှူပြနိုင်ခဲ့တဲ့အပြင်အသက်ကြီးမှမပြတ်စည်သေးပါဘူးဆိုတာကိုလည်းဦးမျိုးတန်းကသက်တင်ပြခဲ့တာပါဦးမျိုးတန်းကမအီးအီမွန်နဲ့ကလေးယူနိုင်ခဲ့ပြီးအမွာဘူးကလေးကိုမွေးနိုင်ခဲ့ပါတယ်အသက်ကြီးမှအမွာဘူးကလေးလေးမွေးလိုက်နိုင် ဲ့အတွက်ဦးမျိုးတန်းကအရန်ကိုဂုဏ်ယူလာပါအမွာဘူးကလေးတွေမွေးတုန်းကစုံရင်လည်းအလူကြီးပေးပြီးချင်းချင်းတတင်ကျင်းပါခဲ့တာပါကလေးတွေရဲ့မိခင်ဖြစ်သူမအီမွန်ကိုလည်းလူလီတင်မရှိအကောင့်ထောက်ပံ့ပေးပြီး ကြီးရင်မီငရင်ချီဆိုသလိုအသက်များကြီးငယ်တဲ့မအီမွန်ကိုငုံထားမတက်အောင်ကိုချက်တာပါသူရဲ့စည်းစိမ်မှန်သမျှလည်းမအီမွန်နဲ့ကလေးတွေအတွက်စူပီးရှိရထားတာပါဒါအပြင်ပြီးခဲ့တဲ့အမွှာလေးတွေရဲ့အမေးစနီးဖြစ်သူမွေးနေ့ဖြစ်တာမို့ဦးမျိုးတန်ကအထူးစီစဉ်လေးတစ်ခုကိုပါလုပ်ခဲ့တဲ့ဖြစ်ပါတယ်စနီးဖြစ်သူရဲ့မွေးနေ့မှာဦးမျိုးတန်ကကားကြီးတစ်စီးနဲ့ surprise တိုင်လိုက်တာပါကလေးတွေမွေးပွဲကသစ္စာရှိရှိနဲ့နေပြတာကြောင့်စနီးဖြစ်သူကိုတိန်လေးတောင်ကျော်ကားကြီးတစ်စီးကိုဝယ်ပေးလိုက်တာဖြစ်ပါတယ်စနီးဖြစ်သူမအီမွန်ကတိန် င်းလေးတောင်ကျော်ရန်ကာကြီးလက်ဆောင်ရလိုက်တဲ့ချိန်မှာဝမ်တာမြင့်ရေးကြပြီးငိုနေခဲ့ပါသေးတယ်။ဦးမျိုးတန်းကလည်းဇနီးဖြစ်သူကိုကာကြီးတစည်းဝယ်ပေးလိုက်တာဖြစ်တဲ့အတွက်အရန်ကိုပျော်ရွှင်လို့နေတာပါ။အမွာလေးတွေတစ်ခါမွေးပြီးရင်သိန်းလေးတောင်ကျော်ရန်ကာတစည်းလက်ဆောင်ပေးဖို့စီစဉ်ထားတာဖြစ်မှာဆိုပြီးပရိသတ်တွေကစနောက်နေတာပါ။ဦးမျိုးတန်းကသမီးငယ်လေးကိုယူပြလိုက်တဲ့အချိန်ကလေးကအမျိုးသားသူကြီးရဲ့အားကြခြင်းကိုခံလိုက်ရတယ်လို့အမျိုးသမီးသူတွေကလည်းမအီမွန်ကိုအားကြနေတာပါ။အိမ်တောင်စားကြတဲ့အချိန်ကလေးကဦးမျိုးတန်းကမအီမွန်ကိုစိတ်ချမ်းသာအောင် ထားမှာဆိုပြီးပြော ောထားခဲ့တာပါတကယ်လည်းပဲလက်ထပ်ပြီးတဲ့အချိန်ကလေးကမအီမွန်ကိုအင်ဂျင်အင်ကောင်မှာထားသလိုဖြစ်ချင်တာလုပ်ချင်တာမှန်သမျှဖြည့်ဆည်းပေးနေတာပါဒါကြောင့်မလို့မအီမွန်ကတတိမတယောက်ရဲ့အသွင်အပြင်နဲ့ပြေဆုံးလာခဲ့တာဖြစ်ပါတယ်မအီမွန်ကဦးမျိုးတန့်ကိုရွေးချယ်လိုက်တဲ့အတွက်ရွေးချယ်မှုမှန်ကန်ကချမ်းသာစီစဉ်တွေကိုခံစားနေရတာပါဦးမျိုးတန့်ကလည်းမကြခဏဆိုသလိုမအီမွန်ပူဇော်သမျှအကုန်လုံးကိုဝယ်ပြီးနေတာပါအသက်60မှာအင်တာဗျူးလိုက်တာကြောင့်မိသားစုဘဝကိုမခံစားရဘဲဒုက္ခလလတွေ့လိုက်မယ်လို့ထင်ထားကြပါပြီ ဦးမျိုးတန်းကကလေးနှယောက်ကိုမွေးပေးတဲ့ဇနီးနဲ့တာယာနီနဲ့ဘဝကိုရရှိလို့နေပါပြီ။အမွှာမွေးပေးတဲ့ဇနီးဖြစ်သူကိုသိန်း၄000ကျော်ကဝယ်ပေးကစုချလိုက်တဲ့မျိုးတန်းပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပြီးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏တင်ပါတယ်ရှင်။